အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့မြန်မာဖောင်းအလားလေးတွေကိုအသုံးပြုနေမြပေးမှာဖြစ်ပါတယ်ဒီအလီယာရန်ကိုကျွန်တော်တို့ဗီဒီယိုတွေအတင်းလေးလုပ်တဲ့ခါပါတယ်အဖောင်းလားလေးနဲ့လုပ်တော့လူဝင်စိတ်ဝင်စားပြီးလူတွေစိတ်ဝင်စားမှုပိုရှိတယ်ဆက်ဆောင်မှုလည်းရှိစီပါတယ်ဗျာโอเคဒါဆိုလို့ရှိရင်ကျွန်တော်ဖောင်းလားလေးသုံးဖို့အတွက်ထုံးစံတိုင်းပဲ Play Store ကိုသွားမယ် Play Store မှာ Zephyr 3ဆိုပြီးရှာပေးရမှာဖြစ်ပါတယ်ဗျာ Z F O N D F O Z F O 3အားလုံးသိပြီကြတော့များပါတယ်နော်မသိသေးတဲ့မိတ်ဆွေများအတွက်မြောက်ပေးခြင်းဖြစ်ပါတယ်ဗျ Okay Z F O 3ဆိုရင်ဒီမှာအလုံးရှိပါတယ်ဒီကောင်လေးကိုဒေါင်းလုံးဆွဲလိုက်ပါကျွန်တော်ဒေါင်းလုံးဆွဲပြီးသားပါ Okay ဒေါင်းလုံးဆွဲပြီးသားဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကိုတစ်ချက်လောက်တောက်ဖွင့်လိုက်အောင်ပြောင်းလဲတော့ဖလဲမယ်ဒီကောင်လေးပဲဖြစ်ပါတယ်အဲ့တော့အဲ့လိုဖလဲတာနဲ့သူ့ထဲမှာပုံနော်โอเคအဲ့သူ့ထဲမှာအခုလိုပုံလေးအားလုံးကြားလိမ့်မယ်တခါကျရင်ကြောင်ညာပါတက်တယ်ကြောင်ညာပါရင်တော့ကြောင်ညာကြည့်ပြပါဗျအဲ့တော့ဟုတ်ပြီဒါဆိုရင်ဒီမှာသူ့ထဲမှာဖောက်လေးအများကြီးပဲရှိတယ် အရန်တောင်းရတယ်အရန်လွယ်တယ်အဲ့တော့ကျွန်တော်ကြဲတဲ့ဖောင့်ကိုယူသုံးလို့ရပါတယ် okay အဲ့ဆိုကျွန်တော်ဒီမှာဖောင့်တွေအများကြီးရှိတယ်မြန်မာဖောင့်အလားလေးတွေရောအင်္ဂလိပ်ဖောင့်အလားလေးတွေရောအဲ့တော့ဒီမှာရှိတဲ့ကျွန်တော် color လေးပေါ့နော်ဒီ color လေးကိုကျွန်တော်ယူမယ်ဆိုပါဆိုယူမယ်ဆိုရင်ဒီမှာ download လေးပါတယ်ဒီမှာနော်အဲ download လေးပါတယ်ဒီကောင်လေးကို download ဆွဲလိုက် okay download ဆွဲရတဲ့ရမ်းမြန်နော်ခဏလေးဒီမှာပြီးတယ် โอเคဒါဆိုပြီးသွားပြီပြီးမဲ့ဆိုရင် apply လုပ်မယ်သုံးမဲ့ဆိုရင် apply လေးလုပ်မယ်အဲ့တော့ apply လေးလုပ်မယ်ဆိုတော့ကျွန်တော်အဲကျွန်တော်တို့ဒီကောင်လေးကိုဒီပေါ်တော့ကိုဖုန်းထဲကိုထည့်သွင်းမယ်ဆိုလို့ရှိရင်တော့ဒီမှာသူအသွင်းမသွင်းနည်း၄မျိုးပေးထားတယ်အဲ့ထက်မှာ Chinese Chinese တရား၁မျိုးစီသွင်းလို့ရတယ်ဒီမှာဒီမှာသွင်း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 တစ်ခုမှတစ်ခုသွင်းလို့ရတယ်တချို့ဖုန်းတွေကသွင်းလို့မရဘူးဒါပေမဲ့အားလုံးတစ်နည်းမျိုးနည်းသွင်းသွင်းလို့ရတယ်နောက်ဆုံးနည်းလေးလည်းရှိပါသေးတယ်အဲဒီကောင်လေးကတော့ကျွန်တော်ဒီမှာရှိတယ်အဲကျွန်တော်ရေ chain phone ဆိုတာလေးရှိတယ်ဟော sorry โอเคโอเคဒီမှာเนาะ my chain font ဆိုတာရှိတယ်ဒီကောင်လေးကိုနှိပ်မယ်နှိပ်ပြီးဒီ font ကနေလဲသွား chain လို့ရလဲဒီ font နှိပ်မယ်ဒီ thin နှိပ်မယ်ဒီအားတော့ကျွန်တော်တို့ဒီအောက်ကတော့တိတ်အဆင်အဆင်မပြေဘူးဒါပေမဲ့ဒီ thin နဲ့ chain မယ်ဆိုလို့ရှိရင်ね thin နဲ့ကိုရောက်သွားမယ်အဲဒီမှာကျွန်တော်ခုန download ဆိုတဲ့ thin လေးကဒီထဲကိုရောက်လာပြီဒီအားလေးကို apply လေးဒီထဲကို apply ဒီအားလေးကိုဖွင့်ပြီးလိုက်ပြီးတော့ apply လေးနှိပ်ပြီးလိုက်မယ်เนาะဒီမှာ apply ပါ အဲဒါလေးကို plan လေးလုပ်ပလိုက်မယ်။ Okay ဒါဆိုလို့ရှိရင်ဒါသူကျွန်တော်တို့ founder မှာဝင်ပြီးအလုပ်လုပ်သွားပြီ။မှန်နော်။ Okay အဲကျွန်တော်တို့ကမြန်မာမြန်မာဟောအလားလေးတွေထည့်သုံးမယ်ဆိုလို့ရှိရင်တော့အောက်မှာကျွန်တော်တို့မြန်မာဟောအလားလေးအများကြီးပဲ။မယ်ဒီမှာနော်မြန်မာဟောအလားလေးအများကြီးပဲဒီမှာ Okay ဒီမှာတွေအများကြီးပဲ။အဲကျွန်တော်တစ်ချက်တော့ပြန်ထွက်ပြမယ်ဒီကောင်လေးလည်းအများကြီးပဲ။ ဒီမှာเนาะဖောင်းလာလေးဒါကတော့ကြက်နေရသုံးပုံเนาะခုနကလိုပဲ download ဆက်ပြမှာဖြစ်ပါလေဗျာ okay ဒီဟာဒါတော့ကျွန်တော် download ဆက်ပြသားပေါ့เนาะ download ဆက်ပြဆိုရှင် apply လေးရှိတယ် apply လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ခုနကလိုပဲကျွန်တော်တို့ဒီအပေါ်က fault 1နဲ့တွင်းတယ်ဖောင်းနဲ့တွင်းလို့များလို့ရှိရင်ကျွန်တော် fault 2နဲ့တွင်းမယ်အဲ့တော့ သုံးမျိုးတွေကတစ်ခုမှတစ်ခုရတယ်โอเคအဲ့ဆိုကျွန်တော်တို့ကဒီ software ထဲမှာသွားထည့်ဖို့လိုသေးတယ်ကျွန်တော်ကအများဆုံးပြီ video edit လုပ်မှာဆိုတော့ software ထဲမှာသွားထည့်မယ်เนาะโอเคအဲ့ဆိုရင်ကျွန်တော်တစ်ချက်တော့ software ထဲမှာသွားထည့်မယ်သွားထည့်မယ်ဆိုလို့ရှိရင်ကျွန်တော် lawless ကျွန်တော်ဥပမာပြပေးမှာတော့အဲကျွန်တော်တို့ insurance software နဲ့ချက်ပြပေးမှာเนาะ โอเคကျွန်တော် insure software နဲ့ပြောပြမှာဆိုတော့ကျွန်တော် insure software လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်။ပုံလေးနေဗီဒီယိုနေနေကြိုက်တာကိုရွေးလိုက်ပါ။အဲကျွန်တော်တော့ဥပမာနေနဲ့ကျွန်တော်ဖိုတိုခဏရွေးလိုက်မယ်။အပေါင်းလေးနေပြီးတော့ကျွန်တော်ပုံတပုံလေးတစ်ချက်ယူလိုက်မယ်။โอเคအဲဆိုလို့ရှိရင်ဒီမှာစာရေးမယ်။ထုံထုံနိုင်မယ်ကျွန်တော်တီလေးကိုနေမယ်။โอเคတီလေးနေပြီးတော့ကျွန်တော်က formula လေးထည့်ထည့်မှာဆိုတော့ကျွန်တော်တို့ YOU โอเคကျွန်တော်စာလေးနေနေရေးရေးပြတာနဲ့ဒီမှာကျွန်တော်တို့ဒီ AA ဆိုတာလေးပါနော်ဒီမှာ။ Also sorry ဲဒီမှာကျွန်တော်တို့ဒီမှာစာရေးနည်းနည်းရေးပြတာနဲ့ A ဆိုတော့ပါလဲ A လေးကိုနှိပ်လိုက်မယ်။ Okay အဲ့လိုနှိပ်လိုက်ပြီးဆိုရှင်ကျွန်တော်ဒီမှာ font လေးလေးအများကြီးရှိပါတယ်။အဲ့ font လေးတွေကိုယူသုံးမှုတွေဘေးလေးမှာကျွန်တော်မြားလေးရှိတယ်ဗျ။အဲမြားနည်းနည်းသေးတယ်ဒီမှာနော်။အဲဒီမှာမြားလေးရှိတယ်တခြားလေးကြည့်လေပါအဲ့တော့မြားလေးရှိတယ်အဲ့မြားလေးကိုနှိပ်လေပါဗျအဲโอเคဒါဆိုရင်ကျွန်တော် download ဆွဲလိုက်တဲ့ font လေးတွေကဒီမှာလာပြနေမှာဖြစ်ပါတယ်အဲ့ဒါလေးကိုထည့်ပေးဖို့လိုပါတယ်အဲ့တော့ကျွန်တော်ထည့်မယ်ဆိုတော့ဒီတစ်ခုပြီးတစ်ခုလိုက်ထည့်သုံးရုံပါပဲအဲ့တော့ဒီကောင်းလေးကိုထည့်မယ်ဆိုရင်ကျွန်တော်ပေါ့ကောင်းလေးကိုချက်နှိပ်လိုက်မယ် โอเคဒါဆိုလို့ရှင်အဲဒါဆိုကျွန်တော်တစ်ချက်လောက်ပြန်ရေးကြည့်လိုက်မယ်နော်โอเคဒါဆိုရင် font layer စမ်းစမ်းနဲ့လန်းလန်းလန်းနဲ့ design လန်းလေးနဲ့ဖြစ်သွားတယ်အဲ့လိုတိတ်မကြိုက်သေးဘူးဆိုလို့ရှိရင်ဒီမှာတခုဒီတခါထည့်ပြီးလောက်ရှိရင်နောက်တော့ထည့်ထိစားမလို့တော့ဘူးဒါကျွန်တော်ဒီမှာထည့်ထားရလေးရှိတယ်အဲဒါလည်း design တစ်မျိုးလေးဖြစ်တယ်အဲဒါလည်း design တစ်မျိုးလေးဖြစ်တယ် အော်ဒါလေးရဲ့ဒီဇိုင်းတစ်မျိုးလေးဖြစ်ပါတယ်ဗျအဲ့တော့မိတ်ဆွေများဒီလေးတွေကိုကြိုက်နေတဲ့အသုံးလို့ရပါတယ်အဲ့တော့ပထမဆုံးကျွန်တော် download ဆွဲထားတဲ့ဟာလေးတွေကိုယူမယ်ဆိုတော့ကျွန်တော်ဒါကျွန်တော်စော်စော်ပြလို့ပဲဒီများလေးရှိတယ်များ download နဲ့လေးကိုနှိပ်ပြီးတော့ကိုလိုတဲ့ font လေးတွေကိုတွားပြီးတော့ယူယူမှာပဲဒါတခုဒါလေးကိုနှိပ်ပြလိုက်ရုံပဲအရန်လွယ်เนาะအဲ့ဒါဆိုရင်ခုလိုပုံစံရသွားပြီเนาะတကယ်မိုက်တယ်ခဲ့ဒါဆိုရင်အားလုံးပဲအသုံးပြုတ်တက်ပြီးတော့ထင်ပါတယ်ဗျ အားလုံးကျေးဇူးတင်ပါတယ်။ Okay နောက်ပြီးတော့ဆက်လက်တွေ့ပါဦးမယ်။နားမလည်လေးဆင်မပြေတယ်ခက်ခဲရှိတဲ့ပိုင်းမိခဲ့ပါဗျ။ကျွန်တော်ချိန်မေးဖေးချဖို့အသင့်ပါပဲ။အားလုံးကျေးဇူးတင်ပါတယ်ဗျ။အဆင်ပြေကြပါစေဗျ။